ုပ်ကလေးငါပြိနေဗံပြုတော်မယ်လာမယ်3လလွန်တဲ့အခါမှာအဲ့ဒီစကားကိုမြတ်စွာဘုရားအမိန့်ရှိပြီးတဲ့နောက်မှာတဲ့ဂါထာလေး3ပုံရွတ်တယ်အဲ့ဒီဂါထာလေး3ပုံရဲ့အဓိပ္ပာယ်လေးကလည်းကောင်းယဟန်တို့ငါဤအရွယ်သည်ရင့်ရော်လှလိပြီငါဤအသက်ကျွင်းသည်နဲလှလိပြီသင်တို့ကိုစွန့်၍သွားရတော့အံ့ငါသည်မိမိကိုယ်ဝေရာကိုပြုတ်ပြီးပြီတဲ့ နော်ဒီစကားလေးတွေကအလေးနဲ့တွေးเสียကောင်းတယ်နော်ဘဝရဲ့ဖြစ်ရှင်းဖို့အခက်ခဲဆုံးအခြေအနေပဲသိချင်းတရားနဲ့တွေးရဆိုတာဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးဆိုဖေရပါဘာလို့ဘာပြောလို့ငါသည်မိမိဤကိုးကွယ်ရာကိုပြုပြီးငါမအကူရရှိတယ်ဒီကိစ္စသူ့အတွက်ဘာမှအဆင်မပြေဖြစ်เสียအကြောင်းမဟုတ်ဟုတ်လားအဲ့ဒါစဉ်းစားမှာနော်ဒါကိုစဉ်းစားမယ်ကိစ္စဟုတ်လား ငါဤအရွယ်တည်ခြင်းရောလှလိပြီငါဤအသက်ကျွန်းသည်နည်းလှလိပြီသင်တို့ကိုစွန့်၍သွားရတော့အံ့ဟုတ်တယ်တစ်ချိန်မှာကျွတ်တို့လည်းအားလုံးကိုစွန့်ပြီးတော့သွားရမှာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအချိန်ကျမှဘုန်းကြီးတို့ကနော်ဟိုလူကိုတနာပါအောင်ဒီလူတနာပါအောင်လို့အားငယ်တဲ့စိတ်တွေနဲ့အကူအညီလှဲ့လေတောင်းခံပဲလို့နော်စိတ်ကူးမထဲနဲ့အဲ့ဒီနီးနဲ့တော့မျက်နှာနော်အဲ့လိုတွေ့ရင်မျက်နှာလေးကလည်းငဲသွားပြီဟုတ်တယ်မဟုတ်လားအားကိုးရဘယ်မှာများရှိလိမ့်မလဲဆိုတာကိုစူးစမ်းရှာဖွေပြီအစားလေးအစားဒီကိစ္စကိုနားလည်ထားမှာ ဘသူဒီမှာမှငါ့အတွက်အကူရမရှိငါဒီမှာပဲရှိတယ်ငါဒီမှာလည်းပဲရှာထားမှရှိမှာရှိအောင်လုပ်ထားမှရှိမှာအခုမြတ်စွာဘုရားဗာပြောတော့အားလုံးကိုသင်တို့ကိုစွန့်ရင်ငါသွားရတော့ငါဒီမိမိကိုကိုယ်ရာကိုပြုတ်ပြီးပြီတဲ့ယဟန်တို့မမေ့မလျော့ပဲတတိရှိလျက်စင်ကြယ်သောတီလနဲ့ပြည့်စုံစေကြကုန်လောကောင်းစွာတည်ကြည်၍ကောင်းစွာကြံစီခြင်းရှိလျက်မိမိတို့၏စိတ်ကိုစောင့်ရှောက်ကြကုန်လောတဲ့ကောင်းနော်စကားလုံးလေးတွေပါဠိမရွတ်ဘူးနော်ဘုန်းကြီးဗမာလိုပဲပြောလိုက်တယ်ဟုတ်လား မမေ့မလျော့ပဲတတိရှိလျက်စင်ကြယ်သောသီလနဲ့ပြည့်စုံကြစေကုန်လောဟောသီလပေါ်မှာအခြေခံကောင်းစွာတည်ကြည်၍ကောင်းစွာကြံစည်ခြင်းရှိလျက်ကောင်းစွာတည်ကြည်ဆိုတော့တမာတိပဲကောင်းစွာကြံစည်တယ်ဆိုတာပညာကိုကိုစားပြုတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားတွေးအမှန်မြင်အောင်လုပ်အမှန်တွေကိုစဉ်းစားအမှန်တွေကိုတွေးစိတ်ကိုဟိုမဟုတ်တဲ့ဘက်ကြီးရဲ့ကျက်စားနေတာကိုဘယ်လိုအောင်မလုပ်ထိုက်တဲ့တဲ့လောက်ကိုကရုပ်သိမ်းပြီးတော့ဒီအမှန်တရားဘက်မှာကျက်စားခိုင်းရမယ်နော်အဲ့ဒါကိုပြောတယ် ကောင်းစွာတည်ကြည်၍ကောင်းစွာကြံစည်ခြင်းရှိလျက်မိမိတို့၏စိတ်ကိုစောင့်ရှောက်ကြကုန်လောတဲ့ဟုတ်တယ်ပြီးရင်ဒီစိတ်ကစောင့်ရှောက်မှုအားနဲ့တော့သူကပဲထဖောက်မှာဟုတ်တယ်မို့လားလောကရန်နဲ့တွေ့လာတဲ့ခုနအချီနေဇိုးတွေနဲ့တွေ့လာတယ်ဆိုရင်ဘယ်သူသူထဖောက်မှာဒီစိတ်ပဲထဖောက်မှာအဲ့တော့ကိုယ်စိတ်ကိုမဖောက်အောင်ဘာလို့အောင်လို့စောင့်ရှောက်တာအစားတည်းရစားဟုတ်လားအဲ့ဒါကိုဘာနဲ့စောင့်ရှောက်ခိုင်းလို့ မမေ့လျော်ပဲတတိရှိလျက်စင်ကြယ်သောသီလနဲ့ပြည့်စုံကြစေကုန်လောကောင်းစွာတည်ကြည်၍ကောင်းစွာကြံစည်ခြင်းရှိလျက်မိမိတို့၏စိတ်ကိုကောင်းစွာစောင့်ရှောက်ကြကုန်လောယဟန်တို့ဤတရားသဖြင့်ဆုံးမရဟောဒီမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးမှာမမေ့မလျော်နေသောသူတို့သည်အဖန်ဖန်ဖြစ်လျက်ပြောင်းရွှေ့ကျင်လည်ရာဘဝတန်တရားကိုဆွံ့ပယ်၍ဒုက္ခ၏အဆုံးကိုပြုနိုင်ဘေးလက်တန့်ဟုမိန့်တော်မူ၏တဲ့ဒါနောက်ဆုံးအဲ့ဒီဒီအပိုင်းလေးရဲ့နောက်ဆုံးမှာအဲ့ဒီတိုင်းလေးမြတ်စွာဘုရားဟောတယ်နော်ဗောဓိဝေခေယတရား39ပါး သာသနာအရှိခတ်ပြီးတော့တည်တန့်စေမဲ့တရားလို့အဲ့ဒီစကားအစဉ်ကို ပြောပြီးတဲ့နောက်မှာဒီကထာသုံးဖို့ကိုမြတ်စွာဘုရားရွတ်တယ်။ဟုတ်လား။နော်။ဘာသာပြန်လေးလည်းကောင်းတယ်နော်။ဒီသာသနာမှာမမိမလဲရောတတိနဲ့နေတဲ့သူတွေဟာဘဝတန်တရားကိုစွန့်ပေးပြီးတော့ဒုက္ခရဲ့အဆုံးကိုပြုနိုင်လိမ့်မယ်။အဲ့ဒါလေးကိုလူဘလူလေးဘာသာပြန်ထားတယ်။အဖန်မှန်ဖြစ်လျက်ပြောင်းရွှေ့ကျင်လေရာဘဝတန်တရားကိုစွန့်ပယ်၍တယ်။နော်။အဖန်မှန်ဖြစ်လျက်ပြောင်းရွှေ့ကျင်လေရာခုနကဒီကမှခွေးလေးတကောင်လာတယ်။ဟုတ်လား။ သူလည်းပဲဒီခိုက်တံမှာဒီဘဝပေါ့ကျွတ်တို့ကဒီခိုက်ဒီခိုက်တံမှာကျွတ်တို့ကဒီဘဝပေါ့ဟုတ်တယ်မို့လားဒါမဲ့ဒါကအမြဲတည်မှာလားဘလို့သွားအဖန်မှန်ဖြစ်လျက်ပြောင်းရွှေ့ခြင်းလဲရအမျိုးမျိုးဖြစ်မှာနော်ကိုယ်စိတ်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးဖြစ်မှာဟုတ်လားနောက်ဆုံးအကုန်လုံးအနှစ်ချုပ်လိုက်တဲ့အခါကျတော့အဖြေကဘာထွက်လဲဒုက္ခလို့ပဲအဖြေထွက်တယ်ဒါပဲအဲ့ဒီဒုက္ခကိုအဆုံးသတ်ခြင်းလဲဆိုလို့ရှိရင် ဒီအဆုံးမကောင်သာသနာနဲ့တွေ့တဲ့အခါမှာတတိတရားနဲ့ကြိုးစားရမယ်လို့ဒါကိုပြောတာ